အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော် ခုနကမှတော့ကျွန်တော်မိတ်ဆွေအင်ကာသာသမီအားလုံးအတွက်စနေရ6လ2025ကနေ17ရက်6လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကန္နာတစ်ခုညီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့ကျွန်တော်မိတ်ဆွေအင်ကာသာသမီတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဘလို့ကံရလေးတွေကြုံတွေ့ရတယ်လဲဆိုတော့ကောင်းတဲ့ဟာလေးကစပြောကြပါတော့ဗျာနော်ဒီထိပါတော့တဲ့ကိန်းကြီးတဲ့အတွက်အဲဝါသနာပါတဲ့သူတွေဆိုရင်ဒီကံလေးတွေစံပြီးထိုးလို့ရပါတယ်ဗျာနော် ထိထိုးမဲ့ဆိုရင်ဘာကဏလေးတွေထိုးတင်လဲဆိုတော့၃ဆ၄ဆုံ၄ဆ၅ဆုံအဲ့လိုကဏလေးတွေဦးစားပေးထိုးပေးပါဗျာနော်အဲ့တော့ဒီကလာမှာဟောတဲ့ခါတော့ကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ပြီးဟောမှာဖြစ်တဲ့အတွက်ကျွန်တော်တော့နားလည်ပေးပါလို့ချုပ်ပြီးမြင်တာရက်ခံတယ်အဲ့ဒါဘာလဲဆိုတော့ဒီကလာမှာလေသူတစ်ပါးကြောက်ပြဿနာလေးတွေပေါ်လာတာလေးကိုလိုက်ပြီးဖြေရှင်းရတာမျိုးလေးတွေကြုံရတယ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှန်သမျှအဲ့ဒါလေးတွေကိုခက်ခဲအောင်နှောက်နေအောင်ကြံ့ကြအောင်လိုက်ပြီးဒုက္ခပေးတဲ့သူတွေနဲ့စုံစည်းရတတ်တယ်တစ်ချက်လေးသတိထားပေးပါ အထူးသဖြင့်ဝန်ထမ်းတွေကိုနည်းနည်းလေးကျွန်တော်ပိုစိတ်ပူတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဝန်ထမ်းတွေတာဖြတ်ခဲ့မယ်ဆိုရင်ဒီကာလမှာကိုထက်ကြီးခဲ့တဲ့အထက်လူကြီးတွေကဖိအားလေးပေးတာလေးတွေကြုံရတယ်မဖြစ်နိုင်တာကြီးတွေခိုင်းတာမဖြစ်နိုင်တဲ့အရာကြီးတွေတောင်းဆိုချက်ကြီးတွေဖြစ်တဲ့အခါမှာအဆင်မပြေမှုတွေကြုံရတယ်ဗောလေအဲ့တော့ကိုကမဖြစ်မနေလောက်ခဲ့တယ်ဆိုရင်နောက်မှကိုထက်ထပ်ပြီးငယ်တဲ့သူတွေကကိုစန့်ကျင်ဒေါ်နာနာလေးတွေဖြစ်တဲ့အခါအထောက်အောက်ကြားတဲ့သွားညှက်တာလေးတွေဖြစ်တဲ့သတိထားပေးပါအင်္ဂါသာသမီတွေနော်ကျွန်တော်အဲ့ဒါလေးသွားမြင်တယ်အဲ့တော့ဒီကာလမှာဘာဖြစ်လဲဆိုတော့ ဟိုလက်ရှိလုပ်တဲ့အလုပ်တွေဖြစ်စီလက်ရှိနေတဲ့နေရာတွေဖြစ်စီပေါ့လေဟိုဟာထွက်သွားခြင်းနဲ့စိတ်လေးတွေတွားဟွားပေါ်လာတတ်တယ်ဗျမလုပ်တော့ဘူးကွာဖြစ်ချင်ရဖြစ်ကွာငါ့ဘာကအိမ်မှာပဲအေးစိတ်ပြန်နေတော့မယ်ကွာအဲဒါဒီအဆဖြစ်တဲ့ကိန်းကြီးရှိတယ်အဲ့လိုတွေးလို့အိမ်မှာအေးစိတ်ပြန်နာခြင်းတဲ့သူတွေဆိုနားတာအကောင်းဆုံးပါပဲဗျာနော်ဘာကြောင့်လဲဆိုတော့ပြဿနာအနောက်ရှက်လေးတွေရံပရိပခလေးတွေစိတ်ပူစရာအနေထားလေးတွေကြုံရတတ်တယ်ဝန်ထမ်းတွေလာဖြစ်ခဲ့မဲ့ဆိုရင်ရံမကင်းတဲ့နေရာဒေသတွေပြောင်းရွှေ့ရတတ်တဲ့ကိန်းထဲမှာသွားပါတဲ့အတွက်အထူးသတိထားပါပြီးတော့ဒီကလာမှာဘယ်ဝန်ထမ်းမဆိုပါလို့လက်ရှိလုပ်တဲ့အလုပ်ကနေမပြောင်းမရွှေ့ပါနဲ့နော် ပြောင်းရွှေ့မကောင်းဘူး AC သေးပြန်နားလို့ရတဲ့အနေအထားရှိတဲ့ဆိုတော့နားရင်ပို့ပြီးတော့ကောင်းပါတယ်ဗျာနော်အကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်လက်ရှိလုပ်ငန်းလုပ်ကနေတဲ့သူတွေဒေခါမှာပေါ့လေအဲရွှေနဲ့ပတ်သက်ပြီးလုပ်နေတဲ့သူတွေကပို့ပြီးတော့ကောင်းကျိုးလေးတွေရရှိတယ်လို့ခေါ်တယ်ဗျာနော်ဒီကတော့မှရွှေလုပ်ငန်းလေးတွေအကျိုးပေးတယ်ရွှေတူးလို့ရှိရင်အောင်တယ်လို့ခေါ်တယ်ဗျာနော်အပြီးလို့ရှိရင်ရွှေအယောင်းဝယ်လေးတွေအပိုကောင်းတာပေါ့လေဒီကလာမှာအဲ့ကနေအကျိုးမြတ်များစွာလေးတွေရရှိပိုင်ဆိုင်တတ်တယ်တွင်းနှပ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးလုပ်တဲ့ကိစ္စလေးတွေအဆင်ပြေတယ် ကြောက်ရပါတယ်ဒူးတဲ့ဆိုရင်တော့မှကြောက်မှမှသူကအကြောက်စိမ်းဆိုတော့ဆိုင်ရင်ဒီဗရမားပေါ့လေကြာပါရင်းနံသွားပါတဲ့ဟာမျိုးအဲ့လိုတွင်းနှံတွေတွေကပို့ပြီးအားကောင်းတာတွေ့ရတယ်ရန်နံတွေပါတယ်ဒူးရင်လည်းအောင်တက်တဲ့ဂိမ်းတွေမှာပါတယ်သူကအဲ့ဒီလုပ်ငန်းတွေကိုယင်းနှီးမြှုပ်နှံပြီးလုပ်ရင်တင့်တော်ပါတယ်ဗျာနော်လုတ်ဖြောင်းလဲလုတ်ဖို့အကြံပေးလို့တယ်ဗျာနော်ဒီကလာမှာတခုခုလုတ်မယ်ကင်မယ်ဆိုရင်စနေသားသမီးတွေနဲ့ပူတွဲပြီးတိုင်ပြီးလုတ်ပြီးပို့ပြီးအားကောင်းပါတယ်ဗျာနော် အဲ့ဒီမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေမှာအားနှစ်ချက်တစ်ခုသွားတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ကိုရဲ့အောက်လက်ငယ်သားလေးတွေကိုစီမှာမမြဲပဲနဲ့ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်နော်ကိုစီကထွက်တယ်ပေါ့လေပြီးတော့အောက်လက်ငယ်သားလေးတွေလိုလို့ဆိုပြီးပြန်ခေါ်တဲ့အခါမှာအလွယ်တကူလူခေါ်လို့မရဘူးဆိုတဲ့အနေအထားတွေအစသွားကြုံရတဲ့အတွက်အဲ့ဒါလေးကတော့အားနှစ်ချက်လေးဖြစ်တတ်တယ်ဂယူဆိုင်ပြီးပါဗျာနော်အဲ့ဒါအပြင်ကိုရဲ့မိသားစုတစ်ခုဆိုလို့ရှိရင်လည်းဒီကာလမှာအဲတာသမီကြောင့်စိတ်ဒုက္ခရောက်ရတာတို့ ညီကိုမော်တော်မဆွေမျိုးအရင်းချတဲ့ကြောင့်စိတ်ညစ်စိတ်သောကရောက်လာတာတို့အားမျိုးတွေဖြစ်တတ်တယ်သူတို့ကိုအကြောင်းပြုပြီးတော့ငွေကုန်ချေးကြလေးတွေများတတ်တယ်နော်သတိထားပေးပါအဲဒီတပတ်ကာလသည်အဓိကအဖြစ်လူရင်းလူယုံဆွေမျိုးညီကိုမော်တော်မအောက်လက်ငယ်သားစိတ်သောကကောင်းကောင်းကြီးပြေးတဲ့တပတ်ကာလလိုပဲပြောရမယ်ဗျာနော်အဲသူတို့ကြောင့်ပြဿနာအနောက်ရှက်လေးတွေတော်တော်လေးကြုံရပါလိမ့်မယ်ဂယုစိုက်ပါအထူးသဖြင့်တနင်္လာတောက်ကြအရန်ဒုက္ခပေးတတ်တယ်သတိထားကိုပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်တနင်္လာတောက်ကြတအားဒုက္ခပေးလိမ့်မယ်နော်နောက်ဆုံး ဒီအချစ်အိမ်တော်ရင်းနေမှာဆိုလို့ရှိရင်လည်းချစ်သူအိမ်တော်ဘက်ကတနင်္လာတို့တောက်ကြလို့ဆိုလို့ရှိရင်အဲကွဲတာတို့ပြတ်တာတို့သဘောထားမတိုက်ဆိုင်တာတို့အိမ်ဘွားဆင်းသွားတာတို့တချို့တို့ဆိုလို့ရှိရင်အငငယ်နှောင်းတွေ့တာတို့အဲ့ဒါတွေအစားသွားဖြစ်တတ်တယ်နော်ဆိုတော့ဒီကရမှာအဲချစ်သူအိမ်တော်ဘက်တွေပါလေအဲကိုယ့်ချစ်လို့ပေါ့လေကိုယ့်စီဝင်လာတဲ့သူတွေရှိတဲ့အခါမှာလက်ခံမယ်ဆိုရင်အဲတနင်္လာတို့တောက်ကြလို့လက်မခံနဲ့စံနေလို့ကြာတာပဲလို့ကိုလက်ခံရင်ကောင်းတယ်ပြီးတော့ဘုဒ္ဓကုတွေပါလေလက်ခံကျင်တယ်ဆိုတော့လက်ခံရသေးတယ်ပေါ့လေနော်တဝူးတယောက်ချင်းကံလာတာမဟုတ်တဲ့အတွက်ကွာခြားမှုတွေတော့အနေနဲ့များတော့ရှိပါလိမ့်မယ်ဗျာနော် အဲပြီးတော့ကျမကြီးနဲ့ပတ်သက်လို့ရှိရင်အင်္ဂါသားသမီးတွေပေါ့လေအဲဒီကနေ့မှကျမကြီးအဖြစ်ဘာဖြစ်တော့လဲဆိုလို့ရှိရင်အဲပြောမှာတော့အားလည်းနည်းနည်းနားတယ်ဗျာနော်နည်းနည်းခရူးဆိုင်ပါခန္ဓာကိုယ်မှာအကျိတ်လို့အဖုလေးတွေတွင်းနည်းနည်းလေးစိတ်ပူသွားတတ်ပါတယ်တချို့အဲကျွန်တော်ပြောမှာတော့အားနာတယ်1 byte နဲ့ဒီ level ပေါ့လေအဲ့ဒီမှာအကျိတ်တွေပါတွေသွားပေါ်တာမျိုးလေးတွေဖြစ်တဲ့အတွက်သတိထားအခက်မသိရင်ကင်ဆာဖြစ်တတ်တာမျိုးလေးတွေကြုံရတတ်တယ်နော်စိတ်ပူလို့အဲ့လိုမျိုးလေးတွေဖြစ်ခဲ့ရင်အများဆုံးဆေးရုံစေကမ်းပြကုသမှုခံယူပါလို့ထပ်တယ်လည်းအကြံပေးခြင်းနေပြန်နော် အဲပြီးတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်တော့လေအင်္ဂါသားသမီးတွေအဲဒီကာလမှာငွေကြေးကံလေးတွေကမမျော်လင့်တဲ့နေရာကနေဆရာကောင်းတမကောင်းတွေနဲ့စုံစည်းလို့ဖြစ်စီပေါ့လေကုညီမသားဆောက်ချောင်းမဲ့သူတွေကြောင့်ငွေကြေးလက်လာပါလေတွေပြန်ပြီးပွက်လန်းလာပါလိမ့်မယ်ဗျာနော်ဟိုရတဲ့ငွေလေးတွေမမြဲဘူးဆိုတော့လည်းပဲအဝင်အထွက်လေးတွေကမျက်မှတ်တက်တာလေးဖြစ်တဲ့အခါကျတော့ဘာပြောပြောတတ်တာတဲ့ထဲမှာတော့ပါပါသေးတယ်ဗျာနော်တခုဆိုလို့ရှိရင်ဘာသာရေးလေးဖိလို့ပေးပါကုညီဆောက်ချောင်းမဲ့သူတွေအလိုလိုပေါ်ပေါက်လာလိမ့်မယ်အပုပ်ကူပုပ်ကူမြတ်တွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းထဲမှာပါပါတယ်ဗျာနော် အဲ့တော့တခုလုံးမဲ့ကြိုင်မယ်ဆိုရင်အဲတက်တိနားလေတဲ့ဆရာတွေနဲ့တွက်ချက်စစ်ဆေးပြီးတော့လောက်ပါလို့အင်္ဂါသားသမီးတွေကိုအကြံပေးခြင်းနဲ့နော်အစားအစာတွေပါလေစားလို့ရှိရင်ဒီကရမှာကြာတန်ကြော်တွေပါလေမစားနဲ့ဝက်သားလက်ဖက်လုံးဝစားလို့မရပါဘူးပြေနော်မစားပါနဲ့ပြီးတော့ကိုယ့်စီကိုလေမင်္ဂလာဆောင်ဖိတ်စာတွေပါလေရောက်လာတာမျိုးဆိုလို့ရှိရင်ထီစုကြီးပေါက်တာမျိုးလေးတွေစီပွားလက်လာပါတက်တာမျိုးလေးတွေအစားကြုံဝတ်တဲ့နော်အဲ့တော့အဲ့လိုမင်္ဂလာဆောင်တွေမှာလည်းတက်နိုင်လို့ရှိရင်ကိုယ်တိုင်ကိုယ်ကျပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်စင်နွှဲပေးလိုက်ပါဗျာနော်အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းလူချစ်လူငင်ပေါ်များတာလေးတွေ ကောင်းတဲ့ဟာလေးတွေပေါ့လေအများကြီးဖြစ်တည်လာပါလိမ့်မယ်ဗျာနော်အနောက်တစ်ခုရှိတာအိမ်ကိုလေအာညညနေလူတွေပါလေလာပြီးအဲအိတ်တာမျိုးတဲခိုတာမျိုးလေးတွေအဲကျွန်တော်တို့သဘောမကျဘူးပေါ့လေဖြစ်နိုင်လက်မခံလို့ရလို့ရှိရင်လက်မခံပါနဲ့ဗျာနော်အဲ့လိုလက်ခံလိုက်လို့ရှိရင်အပူလေးတွေပါလာတာမျိုးလေးတွေဖြစ်တတ်တယ်ဝင်လာမဲ့ရွှေတွေပါလေအစပေါ့မဝင်တော့မှလည်းကိန်းကြည့်သွားတာမျိုးလေးတွေအစဖြစ်တတ်တဲ့အတွက်ဂယုစိုက်ပေးပါဗျာနော်အဲပြီးတော့ဒီကလာမှာစလင်နာနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေလည်းဝင်လာတတ်တယ်ဝင်လဲအဝင်တော်တွေဗျာနော် ဆယ်လီနာနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေကိုရောင်းဝယ်ဖောက်ကားတဲ့အခါမှာလည်းအမရန်ကောင်းတဲ့ထဲမှာပါတယ်အဲ့ဒါလေးတကူယင်းနီးမြုံတော်မီလုံမယ်ဆိုရင်တင့်တော်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်တော့အင်္ဂါတာသမီတွေဒီကရမှာပညာရေးအကန့်အမရန်ကောင်းတယ်ဗျာနော်အဲလှုပ်ချင်တာလှုပ်ပါလက်ညှိုးညှိုးအောင်ရေဖြစ်မယ်ဆိုတဲ့ဂိမ်းထဲမှာပါတယ်သူကအဲဂုံလူမှုဒေသတွေနဲ့မြုံမှန်းထားတဲ့အတိုင်းတခြားဘောက်အောင်မြင်ပါလိမ့်မယ်ဗျာနော်ဇွန်လ73ရက်75ရက်78ရက်အဲ့ရက်လေးတွေကအမရန်ကန်ကောင်းတယ်ဗျ ကိုပိုင်အစွမ်းစားတွေကိုစနစ်တကျသုံးဆိုင်နိုင်စွာရှိတဲ့အနေအထားမျိုးတွေတွေသွားကြုံရတယ်တယ်အလုံမရှိသေးတဲ့သူဆိုအဲ့ကလာမှာအလုံရတဲ့ဂိမ်းလေးတွေရှိတယ်ကံပွင့်တယ်ပညာရေးနဲ့ပတ်သက်လို့ရှိရင်သင်တန်းအသစ်တွေပါတယ်ထက်တက်တာတို့ဆရာကောင်းတွေနဲ့စုံစည်းရတာတို့အဲ့ထံမျိုးတွေဖြစ်မယ်စောင်းဝဲဖြစ်ပြရရှိနေဒီဘက်မှာအောင်မယ်ဆိုတဲ့ဂိမ်းတွေမှာပါတယ်စူပေါင်းစပေါင်းလို့တဲ့ကိစ္စတွေကအောင်မြင်လိမ့်မယ်နော်ပြီးတော့ဟိုတံမိုးကြီးတဲ့ပစ္စည်းတွေတိုက်ခန်းတွေပါတယ်တို့အဲပြီးလို့ရှိရင်ရွှေလိုစသည်အဖြစ်ပေါ့လေဒါမျိုးတွေအစားရရှိပိုင်ဆိုင်တဲ့အလူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေမှာလည်းတိုက်ရိုက်ဖြစ်စေတွားရိုက်ဖြစ်စေပေါ့လေပါဝင်ဆောင်ရွက် လောက်ရတဲ့ဂိမ်းထဲမှာသွားပါတဲ့အတွက်အမရန်ကောင်းပါတယ်ဗျာနော်ဇွန်လ12ရက်14ရက်16ရက်အဲ့ရက်မှာတော့ပစ္စည်းအယောင်အဝယ်လေးတွေပေါ့လေမားယွန်းတာမျိုးတွေဖြစ်တတ်တယ်သတိထားပါဗျာနော် ပြီးတော့ကိုယ့်ရဲ့အိမ်မှာကျန်းမာရေးညံ့တဲ့သူလေးတွေကိုယ့်ရဲ့တာသမီဖြစ်စီမိဘတွေဖြစ်စီကျန်းမာရေးညံ့လို့စိတ်ုံစင်ကလိုက်ပြေးပို့ရတာတွေအစားသွားဖြစ်တတ်တဲ့သဘောပါရှိတယ်အထူးသတိထားပေးမယ်နော်ပြီးတော့သွားလာလှုပ်ရှားတဲ့ခါမှာလည်းမော်တော်တစ်စက်ဖြစ်တတ်တယ်ကားတွေပါတယ်နဲ့ပတ်သက်အက်ဆီဒန့်တွေပါတယ်ဖြစ်တတ်တော့သတိထားမယ်အဲအခက်မသိရင် ဒီကားမှာဖြစ်ရင်1 byte level တို့အဓိကထားဖြစ်တဲ့ရိုးတနက်ဆိုလဲအကျိတ်ဖြူလို့ရှိရင်အထူးသတိထားပါအများဆုံးစေုံစင်ကန်သွားပြီးကုသမှုခံရပါဗျာနော်အဲ့ဒါတွေတော့မာပြရစေအဲ့တော့ဒီကားမှာကန်ဒီယာရဲ့ထောက်ပံ့မှုတွေပေါ့လေအပြေဝရအောင်အဘာအယောင်တွေပေါ့လေဝတ်တဲ့အခါမှာနှုတ်နှစ်ရောင်အနက်ရောင်မိခိုးရောင်အပြာရောင်အဆက်ရောင်အနုဦးရင်အဲ့ဒီအယောင်တွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင် မိမိတို့ယုံကြည်ဖို့ရတဲ့ဖခင်မှာပန်းနူတဲ့အခါပေါ့လေအဲဗရိမနိုင်ပန်းမေမြို့ပန်း ရွက်လာပန်းရွှေပန်းလီလီပန်းအဲ့ဒီပန်းတွေကိုအဓိကထားပြီးတော့ဆက်ကလူတန်းပေးပါအဲ့တော့ညနေနဲ့အညနေလေးပြေးပြီးတော့ကောင်းတဲ့ကန်လေးတွေပိုကောင်းတော့အောင်ရရချီရမယ်ဗောလေအဲရရနေနဲ့ဘယ်လိုချီရမလဲဆိုတော့ရဟန်းတန်ကတော့တဘာဘာကိုဖွင့်တဲ့တင်ရအောင်ဝယ်ပြီးတော့လူတန်းပြေးအောင်လူတန်းပေးလိုက်ပါဗျာနော်တခြားပေါက်ထီပေါက်ကင်းရအစအဲပိတ်နေတဲ့လက်လာပါလေးတွေပို့ပြီးအရန်ကောင်းပါလိမ့်မယ်ကြုံနေရတဲ့အညံ့ခိုက်လေးတွေကင်းကျင်နေဆိုရင်တော့တခွားသီးတစ်လုံးမှာကိုယ့်ရဲ့နာမည်နှိမ့်နာမွေးတဲ့ကလေးအပြည့်စုံရေးမယ် ညနေဆောင်လေးတခုမှာစီစင်းတဲ့ချောင်းလုံးပြည့်လို့ရေရှင်မှာမျောချလိုက်ငါတာနေခငါမှရှိတဲ့မကောင်းတဲ့ကံအညံ့ခိုက်တွေပါသွားပြီဆိုပြီးရေထဲမျောချပေးလိုက်ပါဗျာနော်အဲ့လိုလှုပ်ချင်းအဖြစ်အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပူရေကောင်းသွားပါလိမ့်မယ်အင်္ဂါတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်